ခဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကမဟာဗမာဂျင်းကျော်လင် ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာအများစုကိုယ်ခွေရာနိုင်ငံတနိုင်ငံဖြစ်အားလုံးသိကြတယ်ကဘာကလည်းသိကြတယ်ဗျဒါပေမဲ့ဒီလိုနိုင်ငံကြီးမှာ ခေါင်းဆောင်လှုပ်ချင်တဲ့သူကဗုဒ္ဓဘာသာကို ဖြိုခွဲဖို့စကားတွေရှေ့ရနေပြောသွားတယ်နော် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးဘုံဘုံဒီဇိုင်းကာလာပေါင်းစုံနဲ့ကျွန်တော်တို့ရဲ့ဘာသာသာသနာကိုခေါင်းဆောင်လုပ်ချင်တဲ့ဒူတိုင်းဒူကိုယ်တိုင်ကဖြိုခွဲဖျက်ဆီးသွားတဲ့အခါကျတော့အခုလိုမွတ်စလင်ကောင်းနေခဲ့နော်ပြောဆိုမှုတွေကပေါ်လာလာတော့မဆန်းဘူးဗျအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ရဲ့မကောင်းတဲ့လှုပ်ပြုတ်လှုပ်ချက်တွေကြောင့် ဒီလိုလူတွေကဒီလိုပြောရဲဆိုရဲတွေပုံဖြစ်လာတာဗျကျွန်တော်တို့နာဝတနာဘာခိတဝါအဲ့လိုတွေမပြောဘူးပြောလို့မပြဘူးပြောလို့လည်းမရဘူးပြောလည်းမပြောဘူးသူတို့အေးစိတ်နေကြတာနော်ဒီမိုကရေစီခေတ်ရောက်တဲ့အချိန်မှာဒေါ်စန်းစုကြည်ခေတ်ရောက်တဲ့အချိန်မှာပိုဆိုးလာတာဒီကောင်တွေကအဲ့တော့ဒီကောင်တွေဘာပြောလဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်အောင်ဗျာတက်ပြီးဆိုတော့ကျွန်တော်တို့ဒါတော့အများစုကအစ္စလာမ်ဘာသာဝင်အဲ့တောက်ကြလေးလည်းဖြစ်ပလီတွေကလည်း ကျွန်ရင်းပြက်စီးနေတဲ့အပေါ်မှာရားလို့အခုငလင်ဖြစ်တဲ့ကိစ္စရက်တွေပေါ့နော်အခုငလင်လုတ်တဲ့ကိစ္စရက်တွေကသူကသူတို့ဗလီတွေလဲတောက်ကြနေတိုင်းမတက်ကဘူးဗလီတွေပြိုပြက်နေကြတယ်တဲ့နော်အားဒါလည်းတနည်းတစ်ဖက်ကကြည့်မယ်ဆိုရင်အစ္စလာမ်ဘာသာဝင်တွေအဓိကခံရတာဒီဒီနှစ်ပေါင်းများစွာဘာသာရေးလွတ်လပ်ဖက်ချိုးပေါက်ခဲ့တဲ့အာဏာရှင်တွေကြောင့်ပြောရအောင်အဲ့သူပြောတဲ့စကားရှင်းရှင်းလေးပြန်နော်အစ္စလာမ်ဘာသာဝင်တွေဒီ

တီတီဗီမာဇတ်တွေဘလောက်ပဲဖွင့်ဖွင့်နဲ့သူတို့ဗလီတွေပြုပြမယ်ဆိုတော့အများရန်ကပ်ကွက်ပါတယ်တဲ့တက်မတော်အစိုးရကတဲ့နော်ကျွန်တော်ဆက်နှတ်ထောင်းမယ်နောက်ခုကဒီမဘာသာတွေသူတိုင်းအစိုးရကိုသူတိုင်းတို့ကျွန်တော်တို့မဘာသာကိုအမျိုးသားရေးအစိုးရလို့ပြောတယ်ဗျနော်မင်းတို့မွတ်စလင်နေနော်ငါတို့ကိုအစိုးမရောက်ရောက်အောင်မလုံးနဲ့နော်ငါတို့အခုငါမင်းတို့အကြောင်းငါတို့ပြောမှာနော်အခုရွှေတော့မပြောနော်နောက်နေ့ရစားပြီးမင်းတို့ငါ မင်းတို့ရဲ့အကြောင်းတွေငါပြောမယ်နော်1953ခုနှစ်ကရွှေတုံးပြည်အောင်ရေးခဲ့တဲ့နော်ကိုတော့ဂယုနာဆိုတဲ့စာအုပ်လေးကိုငါနောက်နေ့စာရီဖတ်ပြတော့နော်မင်းတို့ကငါတို့ကိုအဆုံးမရောက်ရောက်အောင်မင်းတို့ကလှုပ်တဲ့အတွက်ကြောင့်ငါတို့ကတော့အဆုံးရောက်ကြတော့မယ်ဘာလဲသူကသူကိုကြောင့်ကိုကသူ့ဘာသာသာသနာကိုသူကောက်ကဖို့သူစကားပြောတဲ့ကိစ္စတခုမင်းတို့အဲ့ဒါတွေမဟုတ်ပါဘူးကွာတနာပါတယ်ကြရညာဆရာနာရှင်အလိုကြအဆုံးရောက်ပြတဲ့ အဲ့ကိုကြောက်ကိုမဘာသာဆိုတာကဆရာကြာရှင်လိုကြဆရာနာရှင်လိုကြအစွန်ရောက်တဲ့လူတစုဆိုပြီးတော့အတူပြောတယ်ဗျငါတို့မဘာသာကတမတော်နဲ့မဆိုင်ဘူးနော်ငါတို့မဟာဗမာတွေကလည်းတမတော်နဲ့မဆိုင်ဘူးနော်တမတော်တမတော်အစိုးရကသူ့လို့သူ့လို့ကငါတို့ကငါတို့ရဲ့တာဝန်ကငါတို့ရဲ့ဘာသာသာသနာကိုကာဝယ်ဆောက်ရှောက်အောင်ပါငါတို့ရဲ့တာဝန် တမရောအစိုးရရဲ့အလုတ်က तू ကနိုင်ငံကိုနိုင်ငံတော်ကိုဥထိပ်ထားပြီးလုတ်ကမဲ့တာဝန်မင်းတို့အဲ့ဒီလူတွေမဟုတ်တာတွေမပြောနဲ့ဒါကျွန်တော်တို့ပလီတွေပြင်ပလီတွေဝတ်ကြောင်းတော်တွေသက်သာရှင်းရှင်းလုတ်ခင်းအဲဒါကကောက်ွက်တဲ့ဒုက္ခပေးတယ်ပလီတွေချိတ်ပြအောင်လုပ်တယ်အာနာပိုင်တွေနဲ့ကျွန်တော်တို့လှည့်တိုက်တယ်ဆိုတော့အဲဒီလိုဖြစ်နေရမင်းတို့ချိတ်ပြအောင်လုပ်မှာဗောမင်းတို့ဥပဒေနဲ့စီလိုကနေမင်းတို့မချိတ်ပိတ်စရာချိတ်ပိတ်စရာအကြောင်းမရှိဘူးလေမင်းတို့ PDF ထောက်ဖို့ မင်းတို့အမှ PDF တွေကိုလက်ခံတယ်မင်းတို့ဒီဒေါ်လာရေးတစ်ခုလုံးမှာမင်းတို့ပဲဥဆောင်သွားတာလေငါငါမမေ့သလားတော့မင်းတို့မုတ်စိတ်မုတ်စိတ်တွေဥဆောင်တယ်မင်းကြံ PDF ဆိုလို့ရှိရင်မုတ်စိတ်9000တခါပြောလိုက်သေးတယ်နော် အမှတီရာယူမှုလိုက်ပြတာအမှမထွက်ပြေးတာမုတ်စိတ်နော်မင်းတို့မုတ်စိတ်တွေကဒေါ်လာရေးကိုလိုက်လုံနေတာလေအဲ့တော့မင်းတို့အဲ့လိုအဲ့ဒီချက်ကြောင်းနေမင်းတို့အမှတပုံနယ်ထဲမှာရှိတယ်မင်းတို့ချက်ကြောင်းနေရော အဲမင်းဆောချက်ကြောင်းတော်ဖဲတယ်မင်းတို့ဗလီတွေပြိုပြတ်တဲ့ကိစ္စရက်ဒီနော်မင်းတို့ကတချို့ဗလီတွေဆိုလို့ရှိရင်နော်ဟိုနှစ်ပေါင်းများစွာကြာနေပြီသူကသူငလေလို့ကသူကသူပြတ်သွားတာတွေလည်းရှိတယ်အဲ့တော့အဲ့ဒီချိန်မှာမင်းတို့ကဗတိတဲမှာတွေကိုမင်းတို့မယုတ်တုတ်ခတွေလှုပ်ထားတဲ့ကြတော့ဘလို့လက်ခံပါလဲဘလို့လို့လက်ခံပါလဲမင်းတို့ကဗာလဲငါတို့ဗုဒ္ဓဘာသာဟိုဖြတ်စည်းခြင်းနေတာလားဟမ် ကိုချောက်ကိုကိုမင်းတို့ကဖြက်စည်းကျင်တယ်မရဘူးမရဘူးဖြက်စည်းလို့မရဘူးဗုဒ္ဓဘာသာမှန်ရင်ကိုချောက်ကိုကြီးပဲနော်ဗုဒ္ဓဘာသာမှန်ရင်မဟာဗမာတွေဖြစ်တယ်ဗုဒ္ဓဘာသာမှန်ရင်ကိုချောက်ကိုတွေဖြစ်တယ်ဗုဒ္ဓဘာသာမှန်ရင်မဘာသာတွေဖြစ်တယ်အစ္စလာမ်ဘာသာဝင်ညာစုထိကအားချင်းသိဆုံးမှုတွေဖြက်စည်းမှုတွေပေါ့နော်ဆုံးရှုံးမှုတွေဖြစ်တဲ့အဲတက်ပြီးဆိုတော့ကျွန်တော်တို့မင်းတို့တွေကကွာတကယ်ကောင်းနေနော်အဲ့ဒါခင်ဗျားတို့အဖွားကြီးမကောင်းလို့ နော်ဦးတိုင်းနေခင်မှာအဲ့ဒီလိုတွေမရှိခဲ့ဘူးဗျအဲ့လိုတွေမရှိခဲ့ဘူးအဲ့လောက်ဒီဆိုးဆိုးတမ်းတမ်းမရှိခဲ့ဘူးဒါကအဖွားကြီးလက်ထက်မှာအဖွားကြီးကအမျိုးသားပြန်လဲစီလုံးညီညွတ်ရေးဆိုတဲ့ဇကားယင်ကြားစီရေးဆိုတဲ့ဇကားကိုအထယ်လဲသုံးပြီးတော့ဖင်တုနဲ့ဖေစစ်ကြားပဲစေ့သွားတာဗျသူကိုယ်တိုင်ဥဆောင်ပြီးတော့ဗုဒ္ဓဘာသာကိုဖြည့်ဆည်းဖြိုခွဲသွားတယ်เนาะတရင်းစာခေါင်းစဉ်တွေမှာ ီဓမ္မပဒါတို့မင်္ဂလာတုတ်တွေနဲ့ပတ်သက်တဲ့ဇကားလေးတွေထည့်ရေးတာကိုတော့အဲ့ဒီလိုထည့်ရေးခြင်းဟာတခြားသောလူဘာသာဝင်တွေကိုစော်ကားရကြပါတယ်ဖိနေရကြပါတယ်ဆိုပြီးအဲ့ဒီလိုကို NLD ခေတ်မှာအဲ့လိုတွေကိုလှုပ်သွားတာအဲ့လိုတွေလှုပ်သွားတဲ့အခါကျတော့ဘာဖြစ်လဲအခုလူတွေဒီလိုကောင်မျိုးတွေက နော်အကြောင်းမရှိအကြောင်းရှာယမယ်မရှိယမယ်ရှာပြီးတော့မဘာသာကိုတိုက်ခိုက်နေတာမင်းလို့အဲ့လိုတိုက်ခိုက်ခဲလို့လည်းပဲ မင်းတို့အလိုမင်းတို့ရဲ့အကျင့်တွေကိုငါတို့တွေကသိပြီးသားမဟုတ်လို့လေမဘာသာဆိုတဲ့အဖွဲ့ကြီးက969ဆိုတဲ့အဖွဲ့ကြီးကပေါ်လာရတာကွာမင်းတို့ငင်ငင်နေငါတို့တွေထားစရာမလိုဘူးနော်မင်းတို့ငင်ငင်နေငါတို့ထားစရာမဟုတ်ဘူးမင်းတို့ဘယုတ်တုတ်ကလှုပ်လို့မင်းတို့နိုင်ငံချစ်စိတ်မရှိလို့မင်းတို့နိုင်ငံမှာနေပြီးတော့မင်းတို့မင်းတို့ လူမျိုးကြီးပြန်ပွားရေးဒီမင်းတို့အာမင်းတို့ရဲ့ကိုယ်ဉာဏ်နဲ့အတိုင်းပဲပေါ့ကွာငါပြောလို့ရှိရင်ရိုင်းစင်းရဖြစ်တော်မယ်အဲ့တော့အသေးစိတ်ကိုမင်းတို့ရဲ့ကိုရော့ဂယူနာဆိုတဲ့စာအုပ်လေးကိုဆွေတုံးမူအောင်ဘလို့ရေးခဲ့သွားလဲနော်အဲ့ဒါလေးကိုငါနောက်နေ့ရစပြီးတော့ဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အဓိကဒီလိုကိစ္စရတွေဖြစ်လာတဲ့အကြောင်းချက်ဒီနိုင်ငံကိုဖျက်နော်မျိုးမစစ်တဲ့တမိုင်းရိုင်းသွားတဲ့ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဒီလိုတွေဖြစ်နေတာ နော်အဲ့ဒီတော့ဒီဟာတွေအကုန်လုံးရဲ့တမိုင်းတရားခံသည်ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြရင်းနဲ့ဒီ like လေးကိုဒီမှာတွေအဆုံးသက်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဟာဗမာချင်းကျော်လင်းဖြစ်ပါတယ်